အားလုံးပဲမင်္ဂလာပါရှင်။ Listener Heaven Channel မှာကြိုဆိုလိုက်ပါရရှင်။ကျမကတော့စာဖတ်သူအိမ်ထက်ဖြစ်ပါရရှင်။ကျမခုဖတ်ပြမှာကတော့စာရေးဆရာမကြီးခင်နှင်းယူရဲ့ဇီဝဇိုးစံအိမ်လက်ရွေးစင်အတွေးဆောင်ပါစာစုစာအုပ်မှာဘဝဤညများလို့အမည်ရတဲ့ဆောင်းပါးလေးတစ်ပုဒ်ကိုဖတ်ပြပေးသွားမှာဖြစ်ပါရရှင်။ပြညွညွကောင်းငင်ကို တင်းအပြင်မှာမြင်နေရတယ်။တည့်ရွက်စိမ့်အရွက်ဖားပါးများဟာ နေကြီးကိုကာကွယ်ထားသလိုဖြစ်နေ၍အနောက်ကနေဤစူးရှပြင်းပြခြင်းကို ကျမဤဧကန်းလေးကမခံစားရပါ။ပဂတိအေးချမ်းငြိမ်သက်လျက်ရှိတယ်။တစ်ချက်တစ်ချက်လေအေးများ တိုက်ခတ်လာရင်တစ်ကိုင်းကြီးများဖွေရန်သွားကြတယ်။တစ်ပင်ကတပြေပင်ကြီးပင်ဖြစ်တယ်။တစ်ကိုင်းများပေါ်စာငှက်ငယ်များ ခုံပြန်နေတယ်။ တခါတယံဒေါသဖြင့်တိုက်ခိုက်နေကြပုံရ၍တခါတယံချစ်ကြည်နူးစွာနှကောင်တွဲ၍တွတ်တွတ်တာတာပြောကြရင်လေများငုတ်လိုက်မော့လိုက်နဲ့ချစ်เสียတွင်ပြင်ကို တွေ့ရတယ်။တချို့ကောင်လေးတွေစကားများလာတယ်။ကြီးကြီးချက်ချက်နဲ့တံမျိုးစုံဟစ်ကြွေးကအကိုင်းတွေပေါ်မှာပြေးလွှားဆော့ကစားနေကြတယ်။အမှန်တော့ထိုနေ့ကနေတာပါတယ်။ကြနေသည် စူးရှပြင်းပြပါတယ်။တည့်ရွက်စိန်ဖားပါကြီးများကြောင့်တည့်ရိပ်ဤအေးမြခြင်းအောက်မှာစာကလေးများပျော်နေကြခြင်းဖြစ်တယ်။ကျမဒီပြတင်းဘေးမှာယခုတလောနေတိုင်းထိုင်ဖြစ်တယ်။ငှက်ကလေးများကိုကြည်ကာကြည်နူးသလိုကောင်းကင်ညို့ညို့ကိုကြည်နေရခြင်းမှလည်းစိတ်သက်သာပါတယ်။ပူပြင်းသောမေလာဤနှွေရာသီတွင်ဘာကြောင့်ကောင်းကင်သည်ညို့မိုင်းနေပါသလဲ။ ကျမမျက်လုံးမှ နေရောင်ကာမြင့်မှန်သည်ကျမအမြင်ကိုလှည့်စားထားတယ်။ဒါကြောင့်ຫນွေကောင်းငင်ပြတောက်တောက်ကိုညို့ညို့မှိုင်းမှိုင်းမြင်နေရခြင်းဖြစ်တယ်။မျက်စိကျဉ်ဆက်လောက်အောင် တောက်ပနေသော နေရောင်ကြီးကို မျက်မှန်နဲ့ကကာကွယ်ထားတယ်။မေလရှိရနေကကျမဤဘယ်ဘက်မျက်လုံးကို ခွဲစိတ်ကုသခဲ့တယ်။အဝေးမှုန်ဒီမှာကြာခဲ့ပြီ။စာကြည့်မျက်မှန်နဲ့စာကြည့်ရင်ဇက်ကြောတက်လာတယ်။ကျမစာရေးတက် ကြာမြင့်ခဲ့ပြီမဲ့စာရေးရင်ဘာကြောင့်တက်တလဲတိလို့၍မင်္ဂလာဈေးဟောင်းရှိ မြစ်တာဦးစည်းကမ်းမှာဒေါက်တာရဲနိုင်နဲ့ပြသခဲ့တယ်။သူကစမ်းသက်၍တိမ်ရှိပါれ။သူဤဆရာကြီးဒေါက်တာညွန့်လှိုင်နဲ့ခွဲစိတ်ကုသပါရန်အကြံဉာဏ်ပေးပါれ။ဒေါက်တာညွန့်လှိုင်နဲ့ပြတော့သူက ပြောပါれ။လူအမျိုးမျိုးရှိတယ်လေ။မမစုကမျက်စိနဲ့အလုတ်လုတ်နေတဲ့သူဆိုတော့အချိန်ဆိုင်မထားစေခြင်းဘူး။ ခုမခွဲလဲနောက်ခွဲရမယ်အတူတူ ခွဲလိုက်ပါလို့အကြံဉာဏ်ပေးပါတယ်။ကျမကလည်းခွဲစိတ်ရန်သဘောတူပါတယ်။ပြည်လန်းရှိမြစ်တာဦးမှာခွဲစိတ်ကုသခံယူပါတယ်။ညဘက်မှာညမနုနုဆွေစောင့်အိပ်၍နေဘက်မှာကလျာအဝင်းလာပါတယ်။ထမင်းကိုလည်းဒေါက်တာထားကြည်ဆွေနဲ့အောင်တို့ကတလက်ကလျာကတလက်ပို့ပါတယ်အားလုံးအဆင်ပြေတယ်အခန်းက တက်ရက်တန့်ပြန်ပါတယ်။တနေ့ကို9500ကျပ်ပေးရတယ်။အထူးသူနာပြုဒေါ်တူတူက ပြုစုပါတယ်။ခွဲစိတ်ရမယ်နေ့ကကျမအပားမှာညမနုနုဆွေနဲ့အဝင်းကလျာတို့ကစောင့်နေတယ်။ကျမကိုမျက်တောင်ညှက်ချင်းဆေးခတ်ချင်းများလှုပ်ပေး၍ခွဲစိတ်ခန်းတွင်ဝတ်ရမယ်အဝတ်များဝတ်ပေးထားတယ်။ခွဲစိတ်ခန်းဝတွင် ကျမအလှည့်ကိုစောင့်နေစဉ်ကတည်းကကျမတရားပဲရှုမှတ်နေတယ်။ခွဲစိတ်ခန်းကို ခဏခဏဝင်လာရပါများသောကျမအဖို့တရားရှုမှတ်မှုသည်အကျင့်ဖြစ်နေတယ်။တခါမင်္ဂလာတုံ စစ်ဆေးယုံမှာ ခွဲစိတ်ခံဤကျမကိုမှာသွေးများနဲ့နစ်နေတယ်။ခွဲစိတ်ခံဝိအဝိကိုနှစ်ခါလဲရတယ်။ကျမတိပေမဲ့မျက်စိကိုမဖွင့် သွေးများကိုမြင်တော့ကြောက်စိတ်ကြောက်ကျမဒုက္ခရောက်နိုင်တယ်။ထို့ကြောင့်ကျမမျက်စိမှိတ်ကတရားကိုပဲစူးစိုက်မှတ်နေပါတယ်။အသေးအဖွဲ ခွဲစိတ်မှုများ ခဏခဏလှုပ်ရစဉ်ကလည်းကျမတရားပဲရှုမှတ်တယ်။ယခုလဲမျက်စိခွဲရအောင်မယ်။ကျမအလှဲ့ရောက်၍ခွဲစိတ်ခန်းနဲ့ဝင်ရပြီ။အခန်းပြင်မှာအသင့်ဆောင်နေသောဆရာမလေးကတန့်စင်ထားသော အဝတ်ဖနှက်ဖြင့်ခြေထောက်ကိုခြီထားတယ်။သပင်ကိုလည်းအုပ်ထားလိုက်တယ်။သူ့နောက်ကိုလိုက်ခဲ့ပါရန်အတွင်းငန်းသို့တွဲခေါ်သွားတယ်။ကျမဘသူမှမကြည့်။ခွဲစိတ်ခုံပေါ်လှဲသည့်အထိတရားပဲရှုမှတ်တယ်။ဆရာမတွေက အဝတ်များကျမကိုယ်ပေါ်ဖုံးလွှမ်းပေး၍မျက်နာကိုလည်းအုပ်လိုက်တယ်။မျက်လုံးပေါ်မှာရေတွေဖြန်းပေးလိုက်မယ်နော်။ဘာမှကြောက်စရာမရှိဘူး။ဆရာမကြီးတယောက်အတန်ကြားရပြီးမကြခင် ခွဲစိတ်မဲ့ဆရာဝန်ကြီးဒေါက်တာညွန့်လိုင်အတန်ကြားရတယ်။ထုံစည်းထိုးမယ်နော်လို့ဆိုကာထုံစည်းထိုးပြီးဆရာမတယောက်ကမျက်လုံးကိုပုတ်ပေးနေတယ်။ကျမကမျက်စိမှိတ်ထားရင်တရားရှုမှတ်ရမှာဘယ်လိုဖြစ်မှန်းမသိဘူး။ ဆရာကြီးတကုံတာယာကို သွားတတိရတယ်။မတ်စုရဲ့ကိုထေးမြိုင်ကလေမျက်စိခွဲစိတ်ဖို့ခွဲစိတ်ခန်းနဲ့ရောက်ပြီးသူ့မျက်နှာကို စေးကြောတဲ့အခါကျတော့မှ မခွဲတော့ဘူးဆိုပြီးထွက်သွားရောဗျာ။ဆရာမြတ်န်းတင့်မျက်စိခွဲစိတ်ပြီးစားကကျမကိုပြောပြတာကိုတတိရလာတယ်။ဆရာဘာကြောင့်များခွဲစိတ်ကုသမှုကို မခံယူလိုပါလဲ။ချက်ချင်းပဲကျမစိတ်ပြန့်လွင့်သွားသည်ကိုတတိရပြီး တရားဆက်ရှုမှတ်နေတယ်။တခါတခါတစုံတယောက်ကျမလက်ကိုသွေးဆန်းသည်ကိုတိတိကလွဲ၍ကျမဘာမှခံစားမှုမရှိ ခွဲစိတ်ပြီးသည့်အထိ နာကျင်မှုဝေဒနာလည်းမရှိဆရာကြီးဘာလို့မှန်းမင်ကျမမသိပါ ခွဲစိတ်ပြီးမှပင် စင်ကျင်ရလိုက်နာရမယ့်စီကံများကစလာတယ်။ဘယ်ဘက်လှဲ့မအိယအားဆိုင်၍ဘာမှမလုပ်ရခေါင်းမငုတ်ရညံ့နာမသိရသွားတိုက်သောအခါခေါင်းမလှုပ်ရ အစားမာတာမစားရခေါင်းမလျှော်ရ ရေချိုးလျင်ခေါင်းကိုမထိရလိုက်နာရတဲ့စီကံများက များလာပါတယ်အတိအကျကျမလိုက်နာပါတယ်စေကံမှာ၅ရက်နေ၍ဆင်းလာခဲ့ပါတယ်မျက်လုံးအုပ်သည့်ကော်ခွက်လေးပေးထားကညဘက်အုပ်၍အိတ်ရတယ်ခေါင်းအုံအပြော့လေးတစ်ခုမျက်နာဘယ်ဘက်မှာပါးနဲ့ကတ်ထားတယ်ဘယ်ဘက်ကိုမလှည့်ဖြစ်အောင်လှုပ်ထားခြင်းဖြစ်ပါတယ်နေရောင်ဆူးဆူးကိုမကြည့်မိစေရန်အပြင်ကိုကြည့်လင် နေကာမျက်မှန်အနက်ကိုတက်ထားရပါတယ်။တနေ့တနေ့ဧကန်ပြတင်းသားမှာထိုင်ကကောင်းကင်ပြင်နဲ့ပြင်ပလောကကို ငေးကြည့်နေမိတယ်။ဒါကြောင့်မေလဤကောင်းကင်ပြာတောက်တောက်ပူလောင်လောင်ကို ပြာညွတ်ညွတ်အေးမြနေတဲ့အနေနဲ့မြင်နေရခြင်းဖြစ်တယ်။မျက်မှန်အဟောင်းနဲ့စာကြည့်ဖို့တီဗီကြည့်ဖို့ဆရာဝန်ကြီးကပြောပေမဲ့ကျမကြောက်ရွံ့မကြည့်ခွဲသည့်မျက်လုံးကိုအုပ်ထားပြီးမှ တီဗီကြည့်တယ် ။သမီးမိကျော်တောင်းကစင်ကာပူမှာဖုန်းဆက်တယ်။စုမေဆရာဝန်စကားနားထောင် သူတို့ကကြည့်ဆိုကြည့်လို့ပြောပါတယ်။နှစ်လဆိုတော့အချိန်ကိုကျမဘယ်လိုဖြတ်တန်းရမလဲ။အတန့်အလွန်ကြိုက်သူကညက်နာမသိရ စနိုးတာဝါညက်နှစ်တုပ်ပေါ်ဝါရေခဲစိန်နဲ့ပဲညက်နာကိုတုပ်ရတယ်။ရေကကိုအောက်ပိုင်းချိုးရ၍တော်ပါသေးတယ်။ခေါင်းကိုအယွန်ဆုံးပါပဲ။ဆရာဝန်ပြောသလိုလိုက်နာ၍မျက်စင်းလဲမှန်မှန်ခတ်ပါတယ်။ ဆရာဝန်ကြီးကစာဖတ်နိုင်ပြီဆိုပေမဲ့မျက်မှန်အဟောင်းနဲ့ဖတ်၍မရဘလို့လို့ရပါမလဲရခင်ကမနက်မိုးလင်းလင်းလှုပ်နေကြကနနက်စောစောစားပြီးဖျားကန်းဝင်ဖျားရှိခိုးပရိတ်ရွတ်ပြီး9နာရီလောက်ကစ၍စာရေးတယ်12နာရီလောက်မှာရေချိုးထမင်းစားနေ့လေတရေအိတ်ခိတ္တနာပြီး3နာရီလောက်မှာစာဖတ်တယ်စာမဖတ်ရစာမရေးရရင် မနေတတ်သူက ီနှစ်လဆိုသောခရီးကိုဘယ်လိုဖြတ်ကျော်ရပါ စိတ်ထဲမှာခရီးရှည်ကြီးလို့ထင်တယ်နောက်တော့မှသတိရတယ်ကျမမှာဝိပဿနာတရားရှုမှတ်မှုရှိသားပဲမနှက်စာစားပြီးကလေးက၈နာရီလောက်မှစ၍၁၇နာရီထိတရားထိုင်နေခင်းနာပြီးနှစ်ချက်တီးမှစ၍ညနေ9နာရီအထိတရားထိုင်ဒီတော့မှပဲနေလို့ရသွားပါတယ်တရားရှုမှတ်ဖို့အခွင့်အရေးရသွားပါတယ် အားလက်ချိန်ကြမှစဉ်းစားမိတယ်။ကျမမျက်လုံးကွယ်သွားသည်မဟုတ်။ဘဲဘက်တစ်လုံးနဲ့ခွဲရတယ်။နှစ်လဆိုသောကာလအတွက်စာမကြည့်စာမဖတ်ပဲနေရတာကိုအိမ်မြောင်အမီးပြတ်မနေတတ်ဖြစ်ခဲ့ရတယ်။တရားထိုင်မှပဲစိတ်ငြိမ်တော့တယ်။ကြံအချိန်များမှလည်းမျက်မှန်အနှက်ဖြစ်လောကအလှကိုကြည်နိုင်သေးတယ်။မိုးတောက်ရန်မရှိဘဝဤညများတွင်ထာဝရနေရသောမျက်စိနှစ်ကွင်းအလင်းမရသူတွေ သူတို့ဘယ်လိုများလောကကိုဖျက်ဆီးမှာလဲမျက်မမြင်ကြောင်းမှာတော့မျက်မမြင်စာရှိတယ်ဒါပေမဲ့လေကျမတို့မျက်စိကောင်းသူတွေလိုတော့ဖက်ရ ရေးရတာအားရပါရရှိမှာမဟုတ်ကျမဒီတော့မှ အမောင်ထဲတွင် သူတို့နေရတာကို ရခင်ကထက်ပုံမူ၍စာနာမိပါတယ်အထူးသဖြင့်ဆရာကြီးဒဂုံတရာကိုပဲတတိယမိတယ်ဆရာရန်ကုန်ရောက်တိုင်းလိုလိုကျမနဲ့အဝင်းကလျာသွားကြတော့ကြတယ် ဟိုတနှစ်ကလည်းကလောမှာသွားတွေ့တယ်။သူဒီလဲသူ့ဆွဲလန်းခဲ့သောစာပေကိုမစွန့်လွတ်နိုင်။သူအတန်သွင်းထားသောကတ်ဆက်ခွေလေးကို ထုတ်ပြရင်းအဝင်းကိုပေးတယ်။မှန်မမှန်ကတ်ဆက်ထဲပြန်သွင်း၍စစ်ဆေးသည့်အခါလဲရှိတယ်။ဆရာကြီးကို ကြည့်ရင်ကျမရင်မောလာပါတယ်။သူဒီစာအလွန်ဖတ်၍စာလဲအလွန်ရေးခဲ့သူတယောက်။ယခုတစုံတယောက်ကဖတ်ပြားမှ သူဒီမဂဇင်းစာဆောင်များမှာပါသော အကြောင်းအရာများကို သိရတော့တယ်။သူကပြန်ရေးကျင်တော့လေအတန်သွင်းထားရထို့အတန်သွင်းထားသောကက်ဆက်ကိုတခြားလူကပြန်ကူးပြီးမှ စောင်းပါကဗျာတစ်ခုခုဖြစ်လာရတယ်။သူ့ဘဝကို သူ့နီးသူ့ဟန်နဲ့ဖြတ်တန်းနေခြင်းပါ။ဆရာသာဝါသနာပါ၍စိတ်ဝင်စားရင်တော့ဝိပဿနာကိုအားထုတ်ကြည့်ပါလားလို့တိုက်တွန်းခြင်းပါတယ်။ကျမအတွက်မှာတော့အစိုးမပိုင်ပါတော့ကျမခန္ဓာကိုယ်ကို ဝေဒနာဖိစီးလာတိုင်းဝိပဿနာကိုအဖော်ပြုရတယ်။နေ့စဉ်အားထုတ်သောအချိန်ပိုင်းကနေတယ်။ဝေဒနာခံစားရသောအခါဝေဒနာကိုကြော်ဖြတ်ရသောအချိန်ကိုဝိပဿနာနဲ့ကြော်ဖြတ်ရလေတော့တော်ယုံတန်ယုံဝေဒနာကိုသီးခံနိုင်တယ်။ဝိပဿနာတရားသာမရှိရင်ဝေဒနာဖြစ်လာတိုင်းဘာဖြစ်လို့ဒီလိုဖြစ်ရသလဲလို့မကြည်မနှက်ဒေါသစိတ်နဲ့အနတ္တသဘောကိုမေ့လျော့တတ်ပါတယ်။နှစ်လမြောက်၍မျက်မှန်အစ်စ်ပေးရန် စမ်းသက်တော့နေကဆရာကြီးကအဝေးမှဆက်လုံးများကိုဖတ်ခိုင်းနေအနီးကြည့်လဲဖတ်ခိုင်းနေအားလုံးကိုမြင်ရတယ်မမစုစာရေးပေတော့အားလုံးလှုပ်လို့ရပြီလို့ဆရာကြီးဒေါက်တာညွန့်လိုင် ပြောတော့နေက ကျမဝမ်းသာလိုက်တာညံ့မှန်ရ၍စမ်းသက်ခန်းမှထွက်တော့အဝင်းကကျမကိုပြောတယ်မမစုရဲ့မမစုကစာရီဖတ်ပြတော့ကျမဝမ်းသာလိုက်တာ အကုန်မြင်ရတယ်ကျမ စမ်းသက်ခန်းထဲသို့ဝင်တိုင်းအဝင်းကအဖော်လုတ်လိုက်လာပါတယ်။အဝင်းကလည်းမျက်မှန်ပေးလိုက်ပြီးပဲမြင်ရတာပေါ့။ကျမစိတ်ထဲမှာခက်ပေါ်ပေါ်ပဲဖြေလိုက်ပါတယ်။ဘယ်ဟုတ်မလဲမမဆုရဲ့မျက်လုံးကိုခွဲစိတ်တိုင်းအောင်မြင်နေထင်လို့လား။ကျမအတော်ကြီးဟာခွဲပြီးမမြင်ဘူး။သူ့ပြောတဲ့ကြားတော့မှကျမအံ့အားသင့်သွားတယ်။ခွဲစိတ်တဲ့လူတိုင်းအောင်မြင်တယ်လို့မဆုထင်နေတာ။အဝင်းပြောမှကြောက်လိုက်တာ။မဆုစိတ်ထဲမှာ ်ခွဲရမယ်ဆိုကြတဲ့ကစပြီးခွဲစင်မှရော အခုထိကြောက်စိတ်မရှိဘူးခုအဝင်းပြောမှကြောက်လိုက်တာကျမက အထိတ်တလန့်သူ့ကိုပြောမိပါတယ်ဒီတော့မှကို့ကံကျမကိုရော ခွဲစိတ်ကုသပေးသူဆရာဝန်ကြီးဥညွန့်လှိုင်ကိုပါပုံမူ၍ကျေးဇူးတင်မိပါတယ်တလောက စောင်းပါတစ်ခုထဲမှာဖတ်ရပါတယ်ဆရာကြီးတကုံတာယာရေးတော်စောင်းပါများမှာ1300ပြည့်အေးတော်ပုံကမတက်ထက်နေတယ်လို့ဆိုပါတယ် ကျမဒီစာဖတ်ပြီးစိတ်မကောင်းပါကျမတို့စာရေးရေးကြပြဆက်ဆက်လက်ရှိပတ်ဝန်းကျင် အခြေအနေများနဲ့ထိတွေ့နေရတယ်ကမ္ဘာအပြောင်းအလဲများကိုလည်းညက်ချီမပြတ်သိအောင် စာပေဖတ်ရှုရတယ်ဒါမှလည်းကျမတို့စာများ လက်ရှိခေတ်နဲ့ဆက်ဟပ်မိမယ်ဆရာကြီးဒဂုံတာယာမှာသူ့ကြိုးပမ်းမှုယော့နေ၍မဟုတ် မျက်စိနှစ်ကွင်းအလင်းမရသည့်ဒုက္ခက ူများဖတ်ပြမှသိရတယ်။သူများပြောမှကြားရတယ်။ကတ်ဆက်နဲ့စာရေးနေခြင်းဖြစ်တယ်။ကျမတို့လိုရေးပြီးဆောင်းပါ ပြန်ဖတ်မကြိုက်ဖြက်အစ်စ်ပြန်ရေးဆိုတော့အလုံမှာဆရာအတွက်မလွယ်ကူပါ။ဘာပဲဖြစ်ဖြစ်ဆရာအရေးအသားမှာချို့ရင်းချက်ရှိကောင်းရှိမယ်။သို့တော့သူ့လိုသာအမောင်တွင်းမှာနေရတော့ကိုကိုနှင့်နှိုင်းကြည့်ရင်ဘဝဤညများတွင်ထာဝရနေရသောမျက်စိအလင်းမရသူအလုံးအတွက် စာနာနိုင်မှာဖြစ်ပါတယ်။စာမရေးစာမဖတ်နှစ်လနေတော့မှ အမှောင်ဤဒုက္ခကို ပိုမိုသဘောပေါက်နားလည်မိပါတယ်။အလင်းရအောင် ခွဲစိတ်ကုတာပေးသောဆရာဝန်ကြီးများဤတန်ဖိုးကိုလည်းအဖိုးမဖြတ်နိုင်လောက်အောင် လေးစားမိပါသည်။နာဆင်သူပြိတ္တများအားလုံးစိတ်ဤချမ်းသာခြင်းကိုဤကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစီရှင်အားလုံးပဲကျေးဇူးများဤတင်ပါတယ်ရှင်